မြန်မာနိုင်ငံတွင်ကအခြေခံပညာကျောင်းတွေမှာကျောင်းသားကျောင်းသူတွေကြောင်းဒိမှုကိစ္စတွေအချင်းချင်းအုပ်စုဖွဲ့အနိုင်ကျင့်မှုတွေနဲ့ငွေရစေဝါတုံးဆွဲမှုတွေကတနည်းတခြားပုံမဆိုးဝါးလာနေရလို့ဆရာမတွေကိုယ်တိုင်ကပြောပါတယ်။အခြေခံပညာကျောင်းတွေအတွက်မှာဖြစ်နေတဲ့ဒီအကြောင်းအရာတွေဟာလူမှုကွန်ရက်တွေပေါ်ဒီပောက်ကွဲပြန့်နှံ့လာသလိုမိဘတွေနဲ့ဆရာဆရာမတွေကိုယ်တိုင်စိုးရိမ်တကြီးဖွင့်ပြောနေကြတာဖြစ်ပါတယ်။ အခြေခံပညာကျောင်းတွေမှာကျောင်းသားကျောင်းသူတွေကြားလိင်မှုကိစ္စတွေကိုစိတ်ပါဝင်စားမှုကျူးလွန်မှုတွေများပြားလာနေပြီးလင်ငါတဆင့်ကိုဆက်ယောဂခံစားနေရသူတွေပါရှိတယ်လို့ဆရာမတွေထံကသိရပါတယ်။ကျောင်းကတန်းစင်ကန်းထဲမှာကျောင်းသားကျောင်းသူကြားကာမဆက်ဆံနေတဲ့ဖြစ်စဉ်တွေရှိသလိုဒရီတာစေးဝယ်ယူတောက်သုံးနေတဲ့ကျောင်းသူတွေလည်းရှိကြောင်းဒီဖြစ်စဉ်တွေကိုကိုယ်တိုင်ကြုံတွေ့သိရှိသူဆရာမနဲ့ကျောင်းသားမိဘတို့ကလူမှုကွန်ရက်မှာရေးသားမျှဝေထားကြပါတယ်။ အစိုးဆုံးအခြေအနေဖြစ်ဒီဖြစ်စဉ်တွေထဲမှာအသက်ဆန်တဲ့အောက်အရွယ်ကလေးငယ်တွေလည်းပါဝင်နေတယ်လို့ပညာရေးအကြံပေးဖြစ်လောက်ကိုင်းနေသူလည်းဖြစ်ဆရာဆရာမတွေကိုတင်ကြားရေးပိုင်းဆိုင်ရာလေ့ကျင့်တင်ကြားပေးနေသူလည်းဖြစ်တဲ့ဆရာမတမ်းမော့အောင်ကအရာတွေကိုပြောပါတယ် ကလေးတွေကအချိန်တွေက10နှစ်ကျော်တော့မဟုတ်ဘူး10နှစ်အောက်ပိုင်းနေတောင်ဖြစ်နေတဲ့အချိန်တွေရှိရဲ့လက်သက်စမ်းကြတာမျိုးတို့အကုန်လုံးကစိုးနေတယ်အစိုးတကအစိုးရတယ်ထုတ်လို့တော့မရတဲ့အချိန်တွေအထိကိုစိုးနေတာပေါ့နော်ပြီးရင်သူတို့က sexual activity လို့ပြောလိုက်တာ ਨੇ kissing တခုတည်းမဟုတ်တော့လိင်ဆက်ဆံတဲ့အဆင့်အထိပါဖြစ်ကြတာအပြင်ကဒီဘလို့ပြောရမလဲ one night stand နေလားဟိုညံ့ညက်တွေလားဘလို့ခေါ်ရမလဲမသိအဲ့လို အဲ့လိုလူတွေနဲ့ဆန်းတာတွေလည်းရှိနေတဲ့အခါကျယောဂတွေကူးကြတာပေါ့နော်ပြန်အောင်ဆုပ်ခွဲပြီးတော့လဲအဲ့လိုလက်သက်ဆန်းကြတယ်ဟိုကလေးတွေကိုပြောရအောင်အောင်ဆုပ်ဖွဲ့ပြီးတော့တော့လိန်ဆက်ဆန်းတာတွေအများကြီးရှိတယ်ဒီလိုပြည့်ရက်တွေဟာအစိုးရအကြောင်းနေမှာရောပုတ်ကလေးကအကြောင်းနေမှာပါဖြစ်ပွားနေတာလို့ပြောပါတယ်လိန်ကနေတစင်ကုဆက်ယောဂခန်းစားကြတဲ့အကြောင်းသားတွေဟာဆရာဆရာမနဲ့မိဘတွေကိုအတိပေးခြင်းမရှိဘဲ ကိုနီးကိုဟန်နဲ့ဖြည့်ရှင်းနေကြတာကိုဆရာမတွေကခြေရာခံမိမှသာသိရှိကြတာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်ကျောင်းမှလက်ကင်ဖုန်းတွေကိုစစ်ဆေးကြည့်ရတဲ့အခါအသက်16နှစ်အောက်ကလေးငယ်တွေကြီးစုဖို့တားမြစ်ထားတဲ့ညဉ့်ဉန်းရုပ်တံဖန်တွေကိုတွေ့ရတာလည်းရှိတယ်လို့သိရပါတယ်။ဒီလိုညဉ့်ဉန်းရုပ်တံဖန်တွေတွေ့ရှိမှုအပေါ်မှာစစ်ဆေးတဲ့အခါကျောင်းသားကျောင်းသူတွေဘက်ကတုံ့ပြန်မှုကလည်းအာအာတင့်ဖွယ်ကြုံတွေ့ခဲ့ရတယ်လို့ဆရာမတအုပ်ကပြန်ရှင်းပြပါတယ်။ ဟိုမိဘရေးစစ်ခိုင်းလို့ဝင်ထောင်းနေကြတော့အဲ့သူတို့ ICT အချိန်မှာဖုန်းယူလာရစစ်လိုက်တဲ့အခါမှာသူတို့ဖုန်းထဲမှာအဲ့လိုမျိုးကိုနှစ်ကချေပြောတော့လိမ့်မယ်18 plus နဲ့ပတ်သက်တာတွေ့ရပေါ့နော်အဲ့အချိန်မှာဟိုသူတို့အဲ့စစ်နေုံတော့ဘာမှမပြောဘဲနဲ့စစ်ပြီးတော့မှတရားချင်းစီခေါ်မိလိုက်ဘာလို့အဲ့ဒါကြီးထက်တာလဲတီချေပေါ့နော်အခုခေတ်မှာရီးစားဖြစ်လို့ရှိရင်အတူနေမယ်လေ ဘာဖြစ်လို့လဲအဲ့ဒါဖြစ်နေလို့ရနေရအရာပဲပေါ့နော်လူတိုင်းနေနေကြတာပဲပေါ့တော့အဲ့လိုပြီးတော့အဲ့လိုအဲ့လိုထက်တဲ့တားလူဖုန်းထဲမှာဒီ80 plus တွေရှိရပေါ့ဒီချဲအဲ့ဒါတဲ့အဲ့ကြည့်ရပါဖြစ်လို့လေအခုကအကုန်လုံးကြည်နေရပဲဒီကဲတီချဲရောမကြည့်ဘူးလားချဲရောရီးစားရရီးစားနဲ့အတူနေမှာပဲမဟုတ်ဘူးလားဆိုအဲ့လိုမိကုန်းတွေဒါပေမဲ့အချိန်မှာပြန်ပြင်းချင်းညာမိကုန်းမရှိဘူးဖြစ်အဖြစ်မရှိဘူးပေါ့နော်ဒီပြင်ဆင်တွေဟာလက်လက်မြေတိရှိတဲ့အခြေအနေသာဖြစ်ပြီးဆရာဆရာမတွေနဲ့မိဘတွေရဲ့မျက်ကွယ်ရမှာ ဖြစ်တတ်နေတဲ့တခြားဖြစ်ရပ်တွေလည်းများစွာရှိနိုင်သေးတယ်လို့သုံးသပ်ကြပါရစေ။ဆယ်ကျော်သက်ကျောင်းသားကျောင်းသူအရွယ်တွေဟာလိင်မှုကိစ္စအပေါ်မှာစူးစမ်းလို့စိတ်လက်တွေ့စမ်းသပ်လို့စိတ်ရှိကြတဲ့အရွယ်ဖြစ်ပြီးဒီလိုအခြေအနေမျိုးမှာလိင်မိုင်းဆိုင်ရာအသိပညာပေးတင်ကြားပြသမှုမခံရတာနဲ့ပွင့်လင်းစွာဖွင့်ပြောတိုင်ပင်နိုင်တဲ့ပတ်ဝန်းကျင်မရှိတာတွေကအစိုးဆုံးချိန်နေတည်းရောက်အောင်တွန်းပို့နေတဲ့အကြောင်းအရာတွေဖြစ်လာတယ်လို့ဆရာမတန်းမောင်အောင်ကမှတ်ချက်ပြုပါတယ်။ဒါအပြင်ကျောင်းသားကျောင်းသူတွေရဲ့ ိမ်မိုးကိစ္စအပေါ်မှာစူဇန်လိုစိတ်စမ်းသက်လိုစိတ်ကပြင်ပပတ်ဝန်းကျင်ကလိမ်မိုင်းဆိုင်ရာကျူးလွန်မှုတားကောင်ရှာဖွေနေသူတွေကိုလည်းလက်ရခေါ်နေတယ်လို့ဖြစ်နိုင်တာကြောင့်စိုးရိမ်စရာ ဖြစ်လာတယ်လို့ဆရာမကမှတ်ချက်ပေးပါတယ် 2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကာလကစတင်ကမြန်မာနိုင်ငံအတွင်းမှာမူရည်ဆေးဝါးအမျိုးအစားအစုံလင်းကအလွယ်တကူဝယ်ယူလို့ရနိုင်တဲ့အခြေအနေဖြစ်လာနေပြီးစက်ကြောတဲ့ရွယ်ကျောင်းသားလူငယ်တွေလက်လန်းမိတဲ့ပတ်ဝန်းကျင်အထိဈေးကွက်ကပြန့်နှံ့နေပါတယ်။ပုံစံမျိုးစုံနဲ့ပြန့်နှံ့လာတဲ့မူရည်ဆေးတွေကလူငယ်တွေကြားမှာမတုံ့မှုဆိုရင်ခက်မမိသလိုဖြစ်လာနေပါတယ်။မူရည်ဆေးတွေကရန်ကုန်လိုနေရာမှာသာမကပဲနယ်မြေတွေမှာပါခက်ဆားလာတာကိုတွေ့ရပါတယ်။ အခုမျိုးမှာဆိုရင် W1 လို့ခေါ်တဲ့စိတ်ကြွဈေးကမျိုးပေါ်ရက်ွက်တေးထဲမှာဈေးနဲ့နဲ့နဲ့အလွယ်တကူဝယ်ယူလို့ရနေပြီးဖန်ဆီးအေးအယူသူမရှိတဲ့အခြေအနေဖြစ်နေတယ်လို့ပုဂိုးမျိုးကန်တူကပြောပါရတယ်။ W1 ရောင်းချတဲ့နေအိမ်ကိုနေစဉ်လာရောက်ဝယ်ယူနေကြသူတွေထဲမှာတောင်သားလူငယ်တွေအများအပြားပါဝင်နေတယ်လို့ကိုယ်တိုင်မြင်တွေ့သူပုဂိုးမျိုးကန်ကပြောပါရတယ်။တော်ရလူကလည်းမပြောင်းဘူး။တော့ကလေးကလည်းတော့ရတာ။ ဝါရွေးရရမှာခဏိပတ်ဟန်တာအေးဥက္ကတော့ပေါ့။ဒီတော့လေတော့ဆက်ချစ်တပ်ပေါ်ကောင်းရတဲ့ကြော်ရီပေါ့။စေပြားတပြားရဲ့ဈေးနှုန်းကမြန်မာကျပ်ငွေထောင်ကနန်းသာရှိတယ်လို့ဆိုပါရယ်2023ခုနှစ်မှာမြန်မာမဟာပြူဟာနဲ့မူဝါဒရေးရာလေ့လာရေး Institute ISP မြန်မာကထုတ်ဝေခဲ့တဲ့တရားမဝင်မှုရဲ့ဈေးတွေနေရာတိုင်းမှာဆိုတဲ့စစ်တမ်းအတွင်းမှာမြို့နယ်တရား30ကိုစစ်တမ်းကောက်ကြည့်တဲ့အခါ 63မြို့နယ်မှာမူးယစ်ဆေးဝါးအလဲတကူဝယ်ယူလို့ရနိုင်တာကို တွေ့ရတယ်လို့ဖော်ပြထားပါတယ်။အရိစတန်အရာ WYSTC ကက်တမင် ICE စားတဲ့မူးယစ်ဆေးဝါးအမျိုးအစားအစုံလင်းကမြို့နယ်အများစုမှာဝယ်ယူလို့ရနေတာကိုအချက်အလက်နဲ့စစ်တမ်းဖော်ပြထားပါတယ်။တစိမ့်ခံရောင်းချသူအဆက်အသွယ်တွေကလည်းနေရာတိုင်းမှာပြန့်နှံ့နေပြီးလူငယ်တွေချာမှာအလွယ်တကူချိတ်ဆက်ဝယ်ယူလို့ရတဲ့အခြေအနေတစ်ခုဖြစ်နေတယ်လို့ဆိုပါတယ်။စေတော ဆိုပုံအောင်ဆိုးရတဲ့ဒီဒီ sexual activity တစ်ခုသူတို့ကဒါကိုပုံမှန်လို့ဖြစ်နေတာသူတို့အတွက် normal လို့ဖြစ်နေတာဒီမတုံးမှုတဲ့ကလေးတွေဆိုရင်နည်းနည်းရှားတဲ့အထဲတော့ပါတယ်ပြောလို့ရတဲ့အနေထားထဲမှာရှိနေကလေးတွေကအဲ့လို pressure တွေပေးကြတယ်မော်နော် peer peer pressure တွေပေးတာအချင်းချင်းအဲ့လိုမျိုးနောက်မှပြီးတော့အလဲအเจ้าမှာ normalize လုပ်ကြတာဒီဆေးသုံးမှပဲ core ဖြစ်တယ်လို့မျိုးတွေဆေးမသုံးဘူးရင်ပဲလူတော်မတိုးတော့တလို့မျိုးတွေသူတို့ကအဲ့လိုအဲ့လိုလုပ်နေကြတဲ့ခါကျအရင်အချို့တွေကကြာလာအရင်အကျန်းစားတွေတော့မဟုတ်ဘူးပေါ့နော်နည်းနည်းအပြော်စားလေးတွေဟိုသုံးကြတာမျိုးတွေအဲ့လိုမျိုးတွေရှိတယ် ကျောင်းသားတွေကကျောင်းဝင်းအတွင်းထိပါမှုရဆေးဝါးကိုတည်ဆောင်လာပြီးအသုံးပြုနေတဲ့ဖြစ်စဉ်တွေလည်းရှိရလို့ကျုံတွေဘူးသူဆီယမတချို့ကလည်းလူမှုကွန်ရက်မှာရေးသားမျှဝေထားကြပါတယ်။ကုလသမဂ္ဂမှုရဆေးဝါးနဲ့ရာဇဝမှုဆိုင်ရာရုံးရဲ့2023ခုနှစ်အစည်းအဝေးခန်းစားအရမြန်မာနိုင်ငံကတောင်အာရှမှာမက်သာဖက်တမင်းထုတ်လုပ်မှုအများဆုံးနေရာ ဖြစ်လာတာကို တွေ့ရတယ်လို့ဖော်ပြထားပါတယ်။အခုစက်တင်ဘာလအတွင်းမှာအမေရိကန်သမ္မတရဲ့အဆုံးအဖြတ်အရာ မြန်မာဟာကမ္ဘာပေါ်မှာမှုရစေဝါနှိမ့်နှင်းရေးအတွက်ကျိုးပန်းအားထုတ်ဖို့ပြတ်ကွက်တဲ့နိုင်ငံ၅နိုင်ငံစီးရင်မှာပါဝင်နေပါတယ်။ထိန်းချုပ်မှုအရေးယူမှုကင်းမဲ့နေတဲ့နိုင်ငံအတွင်းကမှုရစေဝါပြန့်နှံ့လွှမ်းမိုးမှုဟာအခြေခံပညာကျောင်းကစေကျော်တဲ့အရွယ်ကျောင်းသားလူငယ်တွေအပေါ်မှာအတားအဆီးမဲ့တိုက်ရိုက်ထိခိုက်လာနေပါတယ်။ဒီရှိတယ်။ဒီမှာလာမတင်ဘူး။အဆုံးကြီးများလာပြီ။ အခုနှစ်ပိုင်းအတွင်းမှာចောင်းသားចောင်းတို့အချင်းချင်းကြားအုပ်စုဖွဲ့အနိုင်ကျင်တာထိုးကျိတ်ရိုက်နှက်တာစားတဲ့ဖြစ်စဉ်တွေလည်းလူမှုကွန်ရက်မှာရုပ်တံဖိုင်နီနဲ့ပြန့်နှံ့လာတာကိုမကြာခဏမြင်တွေ့ကြမှာဖြစ်ပါတယ်။အခုစက်တဘာလအတွင်းလူမှုကွန်ရက်မှာပြန့်နှံ့လာတဲ့ရုပ်တံဖိုင်တစ်ခုအတွင်းမှာအဖြစ်အစဉ်ယူနီဖောင်းဝတ်ဆင်ထားတဲ့ចောင်းသားလူငယ်တစုကတခြားចောင်းသားတို့ကိုအုပ်စုဖွဲ့ဝိုင်းဝန်းထိုးကျိတ်နေကြတာကိုတွေ့ရပါတယ်။ ။ចောင်းသားသုံးဦးကထိုးချိန်နေတာကိုចန်းတဲ့ចောင်းသားတွေကဆိတ်လိတ်တောက်ကရက်ကြည်နေကြပြီးရုတ်တံမှတ်တမ်းရိုက်ကူးထားတာဖြစ်ပါတယ်။ဒါအပြင်ပြီးခဲ့တဲ့2024ခုနှစ်နိုဝင်ဘာလအတွင်းကလည်း ERI တိုင်းမြောင်းမြမြို့နယ်ကအမှတ်6အခြေခံပညာအထက်တန်းចောင်းမှာចောင်းသူလူတစုကအဖြူစိမ်းဝတ်ဆင်ထားတဲ့ចောင်းသူတဦးကိုအုပ်စုဖွဲ့အနိုင်ကျင့်ရိုက်နှက်မှုဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်ကိုရိုက်ကူးထားတဲ့ရုတ်တံဖိုင်ကတော့ အခု2025ခုနှစ်ဇွန်လအတွင်းမှာမှလူမှုကွန်ရက်မှာပြန့်နှံ့လာခဲ့တာပါ။ကျောင်းသားတွေကဒီလိုအပြုတ်မှုတွေကိုလက်ကင်ဖုန်းတွေကနေတဆင့်တင်ယူမိတာမျိုးရှိသလိုသွာလာနေထိုင်နေတဲ့ပတ်ဝန်းကျင်တွေကနေတဆင့်တင်ယူမိတာမျိုးလည်းရှိနိုင်တယ်လို့သုံးသပ်ကြပါရစေ။ဆရာဆရာမတွေနဲ့ကျောင်းအုပ်တွေကြားမှာကျောင်းတွေအတွင်းမှာဒီလိုဖြစ်စဉ်တွေ ရှိနေတာကို သိလာခဲ့ရင်တော့ကျောင်းရဲ့ကုန်တိတ်ခါအတွက်အတွင်းမှာပဲကြိတ်ပြီးတော့ဖြည့်ရှင်းကြတာတွေရှိနေတယ်လို့ဆိုပါရစေ။ အဓိကတို့ဒီ dark web တွေ dark ဒီ group တွေကနေတို့ဘာတို့ဟိုတုံးနေကြတဲ့ဟာတွေရှိတယ်ဒီလို dark site တွေကကြာမိဘတွေမမြင်ဘူးအဲ့လိုအုပ်စုဖွဲ့ရတယ်အရင်ဆိုးတယ်ပြီးရင်ကျောင်းနေမှာဆိုရင်လည်းအဲ့လိုချင်းချောက်ခံရမှန်းမှုတွေအများကြီးပဲတို့ဒီချင်းအသက်အသက်အနေရကိုချင်းချောက်တာပေါ့နော်အခြေခံပညာကျောင်းတွေကကျောင်းသားကျောင်းတွေကြာမှအဖြစ်များလာနေတဲ့ဒီလိုအနိုင်ကျင့်မှုတွေမှုရဲ့စေဝါတုံးဆွဲမှုနဲ့လိမ့်မှုကိစ္စတွေဟာ အရေးတကြိတ်ဖြေရှင်းရမယ့်ပြဿနာစနစ်တကျဦးစားပေးလှုပ်ဆောင်ရမယ့်ပြဿနာတွေဖြစ်ပါတယ်။လိမ်မှုကိစ္စတွေမှာဆိုရင်လည်းအသက်အရွယ်အလိုက်တင်းလျော်တဲ့လိမ်ပညာပေးအစီအစဉ်တွေကိုကျောင်းတင်ယူညွှန်းနှံ့တွေမှာထည့်သွင်းတင်ကြားပေးတင်သလိုမူရစေဝါကိစ္စနဲ့အနိုင်ကျင့်မှုကိစ္စတွေမှာဆိုရင်လည်းဒီလိုလုံရက်တွေရဲ့စိုးကျိုးအန္တရာယ်တွေကိုကျောင်းသူကျောင်းသားတွေနားလည်သဘောပေါက်လွယ်အောင်အသိပညာပေးဖို့လိုအပ်ပါတယ်။ ဒီပြဿနာတွေကိုဖြေရှင်းနိုင်မှုဆရာဆရာမတွေရဲ့အရေးချင်းမြင့်တင်မှုတွေလှုပ်ပေးဖို့လဲလိုအပ်တယ်လို့အစိုးရအောင်မိဘတွေနဲ့လူမှုအဖွဲ့အစည်းတွေပူးပေါင်းဆောင်ရွက်ကြဖို့လဲလိုအပ်ပါတယ်ရှင်။